အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာမန်းတင်ရေးသားတဲ့ဒုတိယအရွယ်နှစ်ဆိုတဲ့စာအုပ်ထဲမှာတို့ပြည်တော်စုဆိုတဲ့အပုပ်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင် ကျမကတော့စာဖတ်သူနန်းသိမ့်ကြီးဖြစ်ပါတယ်1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့ဤနတ်နတ်ခင် ကျွန်တော်ဒီရခိုင်ပြည်နယ်တွင်တာဝန်ထမ်းဆောင်နေရမှမိသားစုများရှိရာရန်ကုန်မြို့စမ်းကြောင်းရက်နေအိမ်သို့ ခိတ္တပြန်ရောက်နေခြင်းဖြစ်သည်ကျွန်တော်တို့မိသားစုသည် ပြည်တော်စုမြန်မာနိုင်ငံတော်ဤလွတ်လပ်ရေးကိုကြီးညာသည့်အချိန်ကပြည်တော်စုမြန်မာနိုင်ငံအလံကိုအိမ်ရှိရှိအလံတိုင်းတွင် တွင်ထူခဲ့သည်တိန်သားလုံးအလံတော်ကို အလေးပြုခဲ့ကြသည်ကမ္ဘာမကြီးမြန်မာ၏အစချီသော အမျိုးသားသချင်းကို အာပါတရာတီဆိုခဲ့ကြသည်အရက်ထဲတွင် တီးမုတ်တံတွင်မဆဲသည် အရှိမနေဝန်းကမထွက်ပြူလာသည်စီးနင်းပေါက်များ တပြပြကြနေတော့မင်ရှိသေးသည်ကျွန်တော်ဒီအိမ်ရှိစင်ဝင်တွင် ထိုင်လျက်ဘဲပြုံးနေငချိတ်ပောင်းကိုစား၍လက်ဖက်ရည်ချမ်းပူပူကိုတောက်နေသည် ထိုနေ့နနက်ကစားတောက်ရသောဘဲပြုံးနေငချိတ်ပောင်းမင်လင်ခါတိုင်းထပ်ပူ၍အရသာရှိနေသည်လက်ဖက်ရည်ချမ်းသည်လည်းခါတိုင်းထံရနက်သိမ့်၍ကရင်တွေ့လာသည်ထိုအချိန်တွင်ဘာကြီးထွန်းရောက်ရှိလာသည်လာဘိုင်းထွန်းလက်ဖက်ရည်ချမ်းတောက်ရအောင်ငချိတ်ပောင်းနဲ့ဘဲပြုံးလေးသုံးဆောင်ပါဦး ဟုဆိုကာခရီးဥကြူပြုလိုက်သည်။ဘာကြီးထွန်းသည်တဖက်ကလထိုင်းတွင်ထိုင်ကာကျွန်တော်တီခင်းသောအစားအစာများကိုတုံးဆောင်ပြီးလက်ဖက်ရည်ချမ်းကိုတောက်လိုက်သည်။ဟေးဒီနေ့တော့ဒုဒသက်နဲ့တကူကြုံနောက်ကြုံငယ်ပြောစရာအကောင်းဆုံးနေကြီးပဲဟေး။ပြုံပြုံကြီးစကားဆလိုက်သည်။ဘာကြီးထွန်းကတာယာဝရီနယ်ကျေးရွာတရွာမှမြမကျောင်းဆရာကြီးဖြစ်သည်။ယခုအငိမ့်စားယူ၍ရန်ကုန်တွင်အလုပ်လုပ်နေကြသော သူ့သားသမီးတို့နှင့် လာရောက်နေထိုင်သူဖြစ်သည်ဟုတ်တယ်မအီးထွန်းရေဒီနေ့ကကျွန်တော်တို့ပြည်တော်စုသားတွေအတွက်မင်္ဂလာရှိဆုံးနေ့ကြီးပေါ့ဟုကျွန်တော်ကပြန်ပြောလိုက်သည်ဒိုးရတွေဟာအောင်မြန်မာပြည်မှာနှစ်ပေါင်း100ကျော်အထက်မြန်မာပြည်မှာနှစ်ပေါင်း90ကျော်သူတစ်ပါးလက်အောက်ကျွန်တပေါက်ဖြစ်ခဲ့ပြီးမှအခုလွတ်လပ်တဲ့နိုင်ငံတစ်ခုအနေနဲ့ကမ္ဘာအလဲမှာတင်းတင်းတည်းနေနိုင်အောင်အတော်ကြိုးပမ်းလာခဲ့ရတာပဲဒီလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ရင်သူတို့ရဲ့အသက်တွေကိုစည်းသွားကြရတဲ့ တို့တိုင်းရင်းသားတွေဟာလည်းမနေဘူးတခြားမကြည့်နဲ့1926ခုနှစ်တောင်သူလယ်သမားရေးတော်ဘုံတုန်းကတို့မှာတရွာတွေကတိုက်ပွဲမှာကြားခဲ့တဲ့လူတွေနောက်မှာကြိုးပေးခံရတဲ့လူတွေတကြွန်းကြားခဲ့တဲ့လူတွေရော ပေါင်းလိုက်ရင်မနေဘူးဟုတ်တာပေါ့ဗာကြီးထွန်းရဲ့ကျွန်တော်တို့ပြည်တော်စုသားတွေဟာအခြေအနေရသူတော်ဘာအောက်ရောက်ခဲ့ပေမယ်လွယ်လွယ်နဲ့အရှုံးပေးခဲ့တာမဟုတ်ပါဘူးအနေနဲ့အရေးရမှာနေချက်အင်္ဂလိပ်ကိုတော်လန်ပုံကန်နေခဲ့ကြတာအကြကြီးပါပဲနောက်ဆုံးအင်အားချင်းမမျှလို့ အရှုံးပေးခဲ့ရပေမယ့်အခွင့်အခါရတိုင်းနေချေကိုရရလက်နဲ့ဆွဲပြီးမကြာခဏပုံကန်ထားကြခဲ့တာတွေလေမြမတမိုင်းမဲ့ထင်ရှားရှိသားပဲဗာကြီးထွန်းရဲ့အခုလဲကျွန်တော်တို့တွေဟာဖက်စစ်ဂျပန်နဲ့နေချေပြည်တခြားတို့ကိုစီးရင်းနဲ့နိုင်ငံရေးရစီးလုံးညီညွတ်မှုအင်အားနဲ့တိုက်ယူလို့ဒီလွတ်လပ်ရေးကြီးကိုရခဲ့တာပဲအေးကမ္ဘာတမိုင်းတစ်ချောင်းလုံးမယ်ကြုံဖြစ်နေတဲ့လူမျိုးဟာလွတ်လပ်တဲ့လူမျိုးတစ်မျိုးအဖြစ်တဲတဲဝဝနေနိုင်အောင်တိုက်ပွဲဝင်ရတယ်ဆိုတာ အခက်အခဲပေါင်းများစွာအန္တရာယ်ပေါင်းများစွာကိုရင်ဆိုင်ရတာကြီးပေါ့ကွာဟုဆိုကဘာကြီးထွန်းသည်အိမ်ရှိတွင် နေရောင်ကြီးခနေသည် တိုင်ထိတ်နိုင်တပြည့်ပြည့်လူးလွင်နေသောပြည်တော်စုအလံတော်ကြီးကို ပရင်းမတန်ကြအောင်လှမ်းကြည့်နေလေသည် ကျွန်တော်သည်ဘာကြီးထွန်းမျက်နှာနှင့်အလံတော်ကြီးကိုတလဲစီကြည့်နေမိလေသည်ဘာကြီးထွန်း၏ဝမ်းမြောက်ခြင်းပြုံးနေသောဟာရယာနှလုံး၏အရေးရောင်သည် ဇယားရုပ်တွင်ပေါ်လွင်နေသော သူ့မျက်နှာတွင်ထင်ဟပ်နေလေသည်။ဟေးဒါထက်မလွယ်လာခတ်တာရှိသေးတယ်ကွ။ခဏကြာသောအခါဘာကြီးထွန်းကစိုးလိုက်ပြန်သည်။ဘာများလဲဘာကြီးထွန်း။ဟုကျွန်တော်ကသိကျင်စောနေမေးလိုက်ပါသည်။ဟာຢာပြီးတဲ့လွတ်လပ်ရေးကို မဆုံးရှုံးရအောင်ကာကွယ်စောင့်ရှောက်ဖို့ပေါ့ကွ။ဟုတလုံးချင်းပီပီတတကြီးပြောလိုက်လေသည်။ကျွန်တော်လဲဘာကြီးထွန်း၏စကားကြောင့်ခဏမျှ ငေးမောတွေးတော့နေမိလေသည်။ဘာကြီးထွန်းသည် တလူလူလွတ်နေသောပြည်တော်စုအလန်တော်ကြီးကို အမြင်ကြီးလျက်ကြည့်နေပြီးမှစကားဆက်ပြန်သည်။မြမသမိုင်းကိုပြန်ကြည့်ရင် အခုလို တို့အလန်တော်ကြီးတွေကြွကြွဝင်းဝင်းတွင်ထူနိုင်ခဲ့တဲ့ခေကြီးတုံးကရှိခဲ့တယ်ကွ။ဘာကြီးထွန်းသည်ဤသူအစချီကသမိုင်းစဉ်တွင်မြမကုံရောင်ထွန်းပြောင်ခဲ့ပုံများကို ပြန်ပြောင်းပြောဆိုလေသည်။မြမသမိုင်းတွင် တိုင်းရင်သားအလုံးစီးလုံးညီညွတ်စွာဖြင့် တိုးတက်ထွန်းကားခဲ့သောခေကြီးသုံးခေရှိသည်ထိုခေကြီးသုံးခေကအနော်ရထာမင်းစောစတင်တည်ထောင်ခဲ့သောပကံခေတပင်ရွှေတီဘရင်နောင်တို့တည်ဆောက်ခဲ့သောတာငူခေနှင့်အလောင်းဖျားဥအောင်စီရစတင်ဖွဲ့စည်းခဲ့သော ကုန်းမောင်ခေတို့ဖြစ်သည်ဗရေတရိခေတွင်ပြည်သူလူထု၏ခေါင်းဆောင်နေရသည် မကိုက်တရဟုဆောင်းသောဥကောင်းတွင်သာတည်ရှိခဲ့သည်ထို့ကြောင့်ဘရင်တို့အရေးချင်းရှိလင် ရှိသလို့ မြမပြည်ကြီးတိုးတက်ဖွံ့ဖြိုးခဲ့သည်အရေးချင်းညံ့ရင်ညံ့တယ်လို့ရင်းရိုင်ဆုပ်ယုပ်ခဲ့သည်ဘာကြီးထွန်းပြောပြနေသည်တမိုင်းကဘေးတော်သင်ငန်းစာများကိုကျွန်တော်ဒီစိတ်ဝင်စားစွာနားထောင်နေပါသည် ထိုခေကြီးတုံးကြီးဤရှေးပိုင်းတွင်မြမအလန်တော်ကြီးများကြောကြောဝင်းဝင်းလွှင့်နိုင်ခဲ့တော်လဲနောက်ပိုင်းတွင်ထိုအလန်တော်ကြီးများသည်တဖြည်းဖြည်းအောက်သို့လျှော့ကြကာနောက်ဆုံးတွင်အလန်တိုင်းမှာကျိုးကြပျက်စီးကုန်ခဲ့ကြသည့်အကြောင်းများကို စင်ကြင်မိလေသည်။ဟောဒီနေ့တော့တို့တွေဟာပြည်တခြားအလံကိုဖြုတ်ချပြီးတို့ပြည်တော်စုအလံတော်ကြီးကိုကြောကြောဝင်ဝင် လွှင့်တင်နိုင်ခဲ့ကြပြီးတို့အလံတော်ကြီးလွှင့်တင်တယ်လေတဟာအခုမှ၃နာရီကြောကြောပဲရှိသေးတယ်။ဒီအလံတော်ကြီးဟိုခေတ်ဒီခေတ်ကမြမအလံတော်တွေလိုနှစ်ပေါင်းကြာမြင့်စွာမခံပဲပြုတ်ကြဖြုတ်ချမခံရအောင်တို့တွေလွတ်လပ်တဲ့ပြည်တော်စုသားတွေပြီးပြီးစောင့်ရှောက်ကာကွယ်ကြရလိမ့်မယ်။ဘာကြီးထွန်းသည် တိုင်ကက်နာရီကိုလှမ်းကြည့်ရင်ပြောလိုက်သည်ထို့နောက်စကားဆက်ပြန်သည်အဲ့ဒီလိုအလံတော်ကြီးကိုကာဝယ်ရမယ်ဟိုးရှေးရခင်ကမြမအလံတော်တွေဘာကြောင့်ပြုတ်ကျခဲ့ရတယ်ဆိုတာကိုလည်းစင်ကျင်သုံးသပ်ရလိမ့်မယ်ကွာဟုတ်ကဲ့ပါကြီးထွန်းအမိန့်ရှိပါဦးခေတ်သုံးခေတ်စတင်တည်ထောင်ခဲ့တဲ့ဘယင်တွေရဲ့အရေးချင်းဟာအင်မတန်ကောင်းတယ်ခေတ်တစ်ခုတစ်ခုထူထောင်နေဆိုတာနှလုံးရည်လက်ရုံးရည်ဆိုတဲ့အရေးချင်းတွေမရှိရင်ဘယ်ဖြစ်မလဲပကံခင့်မယ် အနော်ရထာမင်းစောကျန်စင်မင်းအလောင်းစီသူတို့ဟာအရေးချင်းကောင်းတွင်နဲ့ပြည့်စုံပြီးတိုင်းပြည်ကိုစည်းလုံးညီညွတ်အောင်စုစည်းကခေါင်းဆောင်မှုပေးနိုင်ကြပေမယ့်နောက်မင်းတွေကြတော့အရေးချင်းပြည့်ဝခြင်းမရှိတော့ဘူးတောင်ကိုခက်မှာ တပင်ရွှေတီဘရင်နောင် ကုန်းမောင်ခက်မဲအလောင်းဖရာဥအောင်ဇေယျတို့ဟာအရေးသွေးတောက်ပြောင်တိုင်းပြည်ကိုခေါင်းဆောင်မှုပေးနိုင်ခဲ့ကြပေမယ့်နောက်မင်းတွေကြတော့ရေချင်းတွေဆုပ်ယုပ်လာတယ်ခိတ္တမြငိမ့်နေပြီး ။ဘာကြီးထွန်စကားဆက်ပြန်သည်။အဲ့ဒီလိုထိတ်ဆုံးကခေါင်းဆောင်အကြီးချင်းညံပြင်းလာတာနဲ့ရှေးတန်းခေါင်းဆောင်တွေလည်းအချင်းချင်းမတိမမျက်နဲ့ပြည်တွင်စီလုံးညီညွတ်မှုပြိုကွဲလာတယ်။ဗရေတရေခင်မှာတော့ရှေးတန်းခေါင်းဆောင်ဆိုတာမင်းညီမင်းသားမှုကြီးမကြီးတွေပေါ့ကွာ။အချင်းချင်းတယောက်နဲ့တယောက်ဂုံလူဂုံမြိုင်လောက်ကြသူ့လူကိုလူခွဲကြပြီးတပည့်မွေးကြဆရာမွေးကြဂိုင်းကနာစိတ်တွေမွေးကြတယောက်ကိုတယောက်ရန်တိုက်ကြဂုံချောကြနဲ့ ပြည်တွင်းရေးတွေရှုပ်ထွေးလာတယ်။ပြီးတော့ရှင်မင်းကိုတတ်နိုင်ရင်ရှင်မင်းဖြစ်တယ်ဆိုတဲ့နန်းလူပွဲတွေမကြာခဏဖြစ်လာတယ်။လူတက်ဝါဒလွှမ်းမိုးလာတယ်။အဲ့ဒီအချိန်မှာဘောင်းတော်ညိတ်စိတ်တော်တိဆိုတဲ့ကပ်ပားရပါမင်းမူရန်တွေကလည်းပြည်သူလူထုကိုနှိပ်စက်ကလူပြုတ်လာတယ်။အကျင့်စာလိုက်တာတွေပြက်ကုန်ကြတယ်။အတတ်ပညာရှင် အသိပညာရှင်တွေလည်းချုပ်ကျယ်ညှဉ်းပန်းခံလာရတယ်။အဲ့ဒီလိုဖြစ်လာတော့ဘ ਹੁ အစိုးရချုပ်ကန်မှုမပြုတ်နိုင်တာနဲ့ လက်လန်းဝေးတဲ့နေရာဒေသတွေမှာတူတလူငါတမင်းနဲ့ပုံကန်ထားကြမှုတွေများပြီးညင်ဝှက်ပြီးပြားရဲ့အခြေအနေဆိုးလာတာပေါ့အဲဒီလိုအချင်းချင်းမညီညွတ်မှုကြောင့်တိုင်းပြည်အင်အားနည်းလာတဲ့အချိန်မှာပြည်ပကနေကျက်အင်အားစုတွေဟာပုံစံအမျိုးမျိုးနဲ့ဝင်လာတာပဲအခွင့်အရေးရရင်ရသလိုပြည်တွင်းရေးမှာနှီးမျိုးစုံနဲ့ဝင်ရှုပ်လာကြတယ်သူတို့ကိုအချိန်မီမကာကွယ်နိုင် မတွန်းလှန်နိုင်ရင်တပြည်လုံးဒုက္ခရောက်ရတော့တာပဲခေတ်တခေတ် ရင်းရံယိုယွင်းလာတဲ့အချိန်တိုင်းနေချက်ရံဝင်လာတာပဲပကံခက်မဲတရုတ်တွေဝင်ဖြက်စည်းတယ်တာငူခက်ပြိုလဲချိန်မဲပေါ်တူဂီတွေရမ်းလာတယ်ကုန်းမောင်ခက်မှာတော့အင်္ဂလိပ်ဟာမြန်မာနိုင်ငံကိုတစားတစားသိမ့်ပိုက်ပြီးတပြည်လုံးကိုကျွန်လုတာပဲဘာကြီးထွန်းဒီအဆက်မပြတ်စိတ်လိုက်မှန်းပါအတော်ကြောင်စကားပြောခဲ့ရသဖြင့်အားချောက်သွားဟန်တူသည်အင်းနေပြီဖြစ်သောရေနွေးချမ်းကိုတပကံလုံးပေါ်၍တောက်လိုက်လေသည် ထို့နောက်စကားဆက်ပြန်သည်"음အခုတော့တို့လွတ်လပ်ရေးရပြီ။ပြည်တော်စုမြန်မာနိုင်ငံတော်ကြီးဟာကမ္ဘာပေါ်မှာထင်ရှားပေါ်ထွန်းလာပြီ။ပြည်တော်စုအလံတော်ကြီးကိုလည်းကြွားကြွားဝင့်ဝင့်လွှင့်တင်ထားပြီးပြီ။ဒီအလံတော်ကြီးအတွန့်ရှိအောင်လွှင့်ထူထားနိုင်ဖို့ဟာမင်းတို့တွေရဲ့တာဝန်ပဲကွာ။တို့ကတော့အသက်ကြီးပါပြီကွယ်။နောက်လူပြည်နေရလား၁၀နှစ်ပေါ့။မင်းတို့တွေလို့ဆိုတာအခုခေတ်မှာတိုင်းပြည်တာဝန်ကို အဖက်ဘက်ကထမ်းဆောင်နေကြတယ်ပြည်တော်စုသားအားလုံးကိုဆိုလိုတာဟေ့ဟုတ်ပါတယ်ဗိုက်ထွန်းကျွန်တော်သဘောပေါက်ပါတယ်ကျွန်တော်တို့သာမဟုတ်ဘူးကျွန်တော်တို့တွေရဲ့သားစင်မြေဆက်အားလုံးရဲ့တာဝန်ပါအင်းအရင်အရင်ကဗမာအလံတွေဟာတိတ်ကြကြမခံခဲ့ဘူးကွာပကံခစ်မှာနှစ်ပေါင်း200ကျော်300လောက်ပဲခန်းတယ်တာငူခစ်မှာ တပင်ရွှေတီးဘရင်တော်တို့စိုက်တူခဲ့တဲ့အလံတော်ဟာနှစ်ပေါင်း200ကျော်လောက်ပဲခန်းခဲ့တယ်ကုန်းမောင်ခစ်မှာ အလောင်းပရဆက်တူခဲ့တဲ့အလံတော်ဟာနှစ်ပေါင်း100ကျော်ပဲခန်းတယ်။ဟုပြောရင်ပြည်တော်စုအလံတော်ကိုလှမ်း၍ကြည့်နေပြန်သည်။ဘိုင်းတော်ဟောဒီပြည်တော်စု အလံကြီးကတော့အတွန့်ရှည်စွာအစင်မြဲဒီကဘာကြီးတည်ရှိနေသမျှဒီလိုတလူလူလွှင့်ထားနိုင်မှာပါဘိုင်းတော်။ဟုကျွန်တော်ကအာရပါရပြောလိုက်ပါသည်။အေးဒီစကားကြရတာဝမ်းသာတယ်ကွယ်။မင်းပြောသလိုပြည်တော်စုသားတိုင်းအဲ့ဒီလိုစိတ်ဓာတ်မျိုး ထားနိုင်ကြပါစေကွာ တို့ဘူโจအောင်ဆန်းတဲ့တိုင်းပြည်ခေါင်းဆောင်တွေတိုင်းရင်းသားပြည်သူပြည်သားတွေအသက်ဘေးဘီဆိုင်ထူခဲ့တဲ့မြေတော်စုအလံတော်ကြီးဟာအထွန်းရှည်စွာတည်နေပါစေလို့ဆုတောင်းပါတယ်ဒါပေမဲ့တခုတော့ရှိတယ်ကွာ အပြောနဲ့တယ်မရဘူးအလုံးနဲ့ပြကြရရလိမ့်မယ်ဟုဆိုကဘာကြီးထွန်းဒီနေရာမှထားသွားလေသည်ကျွန်တော်ဒီဘာကြီးထွန်း၏ကြောဘက်ကိုငေးကြည့်ရင်အတွေးရည်ရင်ကြောတွင် ညော၍ကြံ့ရစ်ပါသည်အခုတော့ဘာကြီးထုံးမရှိတော့ပြီဘာကြီးထုံး၏စကားများကိုကအစဉ်တရိယလျက်ရှိပါသည် အထူးသဖြင့်လွတ်လပ်၍နှစ်ပတ်လည်နေ့များတွင်ပူ၍တရိယမိပါသည် ထို့အခါကျွန်တော်၏တာသမီမြေးများအားဘာကြီးထုံးပြောသွားသောစကားများကိုပြန်ပြောင်းပြောဆိုနေမိပါသည်နာဆင်ပေးသူအလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။